တာမိုးချင်းနာနဲ့ပြူတော့ဘလို့သူကချာချုံလိုက်အနာဒိစကောမရှင်ကမြမပြည်အလဲပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကိုအဓိကပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုကြောင့်ပြီးခဲ့တဲ့အော်တိုဘာလအတွင်းအရက်သား180ဦးထိခိုက်ဒေဆုံးခဲ့တယ်လို့မြမစစ်ဘက်ရဲရနယ်လုံခြုံရေးဆိုင်ရာလေးလာရေးဖွဲ့ MDSIC ကတည်ရပါတယ်စစ်ကောမရှင်ဟာအော်တိုဘာလအတွင်းနိုင်ငံတော်လေကြောင်းတိုက်ခိုက်မှု100ကျော်ပြုလုပ်ခဲ့ပြီးအဲ့ဒီဒေတာတွေကိုစစ်ကောမရှင်ကအဓိကထားခြင်းဖြစ်က ကလေးတငယ်နဲ့ចောင်းသားចောင်းသူတွေပါဝင်အရသာစုစုပေါင်း165ဦးတေဆုံးပြီး305ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီအခြေအနေတွေအရစစ်ကောင်မရှင်နေနဲ့လူစုလူဝေးနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေပုံမလုံးလာနိုင်တာကြောင့်လူစုလူဝေးပြုတ်လို့ရမှာလေးချောင်းရံသတိပြုရေးတိုက်တွန်းတယ်လို့ MDSI ရဲ့စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ယိုးကတုံသက်ပြောပါရတယ်။ဒါကြောင့်မို့ဘာသာရေးပွဲလူမင်္ဂလာပွဲအခမ်းအနားစတာတွေပါဝင်လူစုလူဝေးပြုလုပ်ရတာမျိုးတွေမှာ လေချောင်းရံသတိပြုကြဖို့အတက်နိုင်ဆုံးလူစုလူဝေးခန္ဓာပြုလုပ်တာရှောင်ရဖို့တိုက်တွန်းလိုပါတယ်လို့ CDM ဗိုလ်မှူးနောင်ယူက ERI Times ကိုပြောပါရယ်စစ်ကောမရှင်ကအဓိကပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့မြန်မာပြည်အလဲပိုင်းဒေသတွေမှာမကွေးတိုင်းရှိ9မြို့နယ်၊စကိုင်းတိုင်းရှိ9မြို့နယ်နဲ့မန္တလေးတိုင်းက9မြို့နယ်တို့ဖြစ်ပြီးရှမ်းမြောက်မှာတော့နမ်မတူမိုင်းလုံတီဘောကြောင်မဲနန်းဆန်နဲ့မုံမိတ်မြို့တွေဖြစ်ကြပါရယ် ဒါအပြင်ကြံဒေသတွေနဲ့ပဲခူးတနင်္သာရီချင်းရခိုင် ကရင်မွန်ကရင်ကရင်နီနဲ့အယောင်ရီတို့မှာလေးချောင်းတိုက်ခိုက်မှုတွေစစ်ကောင်မရှင်ကလှုပ်ဆောင်ပြီးဇက်တိုက်လေရင်ဂျက်ဖိုက်တာတွေတိကတုံးပြီးအခြားလေရင်မျိုးစားတွေလည်းတွေ့ရှိရတယ်လို့ MPSI ကတီးရပါတယ်စစ်ကောင်မရှင်ကအခုလိုတိုက်ခိုက်မှုတွေပြုလုပ်ရမှာဂျက်ဖိုက်တာလိုမျိုးတမျိုးကြလေးချောင်းတိုက်ခိုက်တာအပြင်ပါရာမော်တာဂျိုင်ရိုကော့ပတာလိုမျိုး ကုန်ကြမ်းဆေးတက်တာပြီး အလွဲတကူအသုံးပြုနိုင်တဲ့ဆက်လီရင်တွေပုံမှုသုံးလာတာကြောင့်အချိန်နဲ့အောင်မြွေတက်ခိုက်နိုင်စွမ်းရှိတယ်လို့သိရပါတယ်။ဒါအပြင်ညအချိန်နဲ့လူစုတွေပွဲလန်းသဘင်တွေသတင်းချုပ်ပွဲလိုမျိုးကိုတိုက်ခိုက်တာဟာတွန်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်နေမြစ်ရှိပြည်သူလူထုရဲ့ပုံမှန်လူနေမှုဘဝကို နေထိုင်လို့မရအောင်ဒါမှမဟုတ်လုံခြုံမှုခံစားချက်လုံးဝပျောက်ဆုံးသွားအောင်လှုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။အလားတူစုလိုက်ပြုံလိုက်ထိခိုက်သေးဆုံးမှုဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတာကိုပုံမထင်ရှားစေပြီးလေကြောင်းတိုက်ခိုက်မှုတွေဟာလည်းအရက်သားထိခိုက်နိုင်တဲ့နေရာတွေပါပြစ်မှတ်ထားလို့ဆောင်ခဲ့တယ်လို့ MDSI ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်